ချစ်ခင်လေးစာရပါတော့ online click ကပေါင်းလို့မိင်္ဂလာပါရှင်။ new meter site channel မှာပြန်လည်ကြိုဆိုလိုက်ပါရရှင်။အခုတကားဖတ်ပြပေးတော်မှာကတော့ဆရာကြီးမင်းတိန်ခရေးသားထားသောညင်းကပါအချင်းသားအပိုင်းစက်နှစ်ကိုဖတ်ပြပေးပါမယ်ဖြစ်ပါရဲ့။အပိုင်းစက်နှစ်တဝနာပုံမိကြပြီ။တမ္ပတိပါစစ်တီများသည်အလုံးအရင်းနှင့်တိုက်ခိုက်ကား သူဝနာပုံပြီးနေပြည်တော်ကြီး၏လမ်းမကြီးများကိုတလန်းပြီးတလန်းသိမ်းယူခဲ့ပြီဖြစ်၏ဘ ഹു လမ်းမကြီးတစ်ခုကိုတမိုးကြီးညောင်ဦးပြီးကဥဆောင်ရေးတိုက်ခိုက်သိမ်းယူ၏အခြားလမ်းမကြီးများကိုလည်းတမိုးကြီးငထွေယူတမိုးကြီးငလုံးလက်ဖဲတမိုးကြီးပြတ်တာတို့ကအတီးတီးတိုက်ခိုက်သိမ်းယူခဲ့ကြ၏ ၎င်းတို့ဤတိုက်ပွဲတရင်ကိုနာခံတော်များတန်တော်စစ်များမှတဆင့်တိုက်ပွဲစစ်ဦးစီမူတန်စစ်သား၏ကိုကဲမူယုံတို့မပြတ်တရင်ပုအစီရင်ခံရရှိ၏တန်စစ်သား၏ကိုကဲမူယုံတွင်ပိတ်ဖြေရက်လုတ်ထားသောမြေပုံကြီးတစ်ချက်ရှိ၏ထိုမြေပုံမှာသူဝနာဘုံမိနေပြီးတော်၏မြေပုံဖြစ်၏စစ်ဦးစီမူတန်စစ်သားသည် ၎င်းလက်ခံရရှိထားသောစစ်သည်များအရာတိုက်ပွဲအခြေအနေကိုမြေပုံပေါ်တွင်လိုက်လံရေးမှတ်နေ၏ထို့ချိန်၌နာခံတော်တဦးသည်ရင်းနှီးရောက်လာပြီးရင်းပေါ်မှဆင်းကကျန်စစ်သားရှိ၌ဒူးတစ်ဖက်ထောက်၍ထိုင်လိုက်လေ၏ပြီးလျင်စစ်တင်းကိုအစီရင်ခံပြီးတော့၏ဘီလူးသစိတ်အလံကိုင်းဆောင်သောတမူးကြီးပြတ်တာ၏တက်တီး တ်မှတ်ထားသောလမ်းမကြီးကိုတိုက်ခတ်၍ပြီးခဲ့သောကွန်ဒီယာညက်ခန့်ကဆုံရက်သို့အောင်မြင်စွာရောက်ရှိခဲ့ပြီဖြစ်ကြောင်းတမူကြီးဖြစ်တာဤစစ်ကြောင်းသည်တမူကြီးညောင်ဦးပြီးတမူကြီးငထွေယူတမူကြီးငလုံးလက်ပဲတို့နှင့်နေပြီးတော့ဤလမ်းဆောင်တွင်ဆုံမိသွားပြီဖြစ်ကြောင်းတို့ရတွင်တမူကြီးဖြစ်တာမှမို့ဆုံရက်တို့မရောက်မီ၌ရန်သူဤညသိမ့်၍ကြာဆုံးသွားပြီဖြစ်ကြောင်း အတင်းပို့လိုက်ရာကျန်စစ်သားသည်ကွက်ခနဲမျက်နှာပြက်သွား၏ဖြစ်မှဖြစ်ရလေငပြက်တာရဲ့မိရဲ့နောင်တော်ငပြက်ဝိတေတဲ့နေရာကြမှာလာပြီးတေးရလားကွနေဟာငါရဲ့တစ္ဆာရှိရဲ့သွေးတောက်ပါပဲနေဟာတိုက်ရင်းတေးရတဲ့အတွက်ယောက်ျားကောင်းတိုင်းတောင်းတခဲ့ကြရဲ့သူရဲကောင်းအဖြစ် ဒီသူရဲကောင်းဖြစ်ကိုရသွားပါပြီ။အိုးငါနဲ့အတူလေငါနဲ့အတူအိတ်ငါနဲ့အတူစားငါနဲ့အတူတိုက်ငါနဲ့အတူရဲငါရဲ့အဖော်ဖြစ်ခဲ့တဲ့ငါရဲ့စားဖော်နေဖော်သွားဖော်တိုက်ဖော်ရဲဖော်ငါပြတ်တာနေမတည်ဘူးနေမတည်ဘူးနေငါရဲတာ ਉਹ ရဲတော်မတည်တည်တယ်ပဲထားအောင် ်နေဟာတူနာဘုံမီသားတွေပြောတယ်ငရဲကိုမလားရဘူးငပြက်တာတိုက်ပွဲမှာကြာသွားတာတော့မှန်တယ်ဒါပေမဲ့နေမသိဘူးငရဲလဲလားမှမဟုတ်ဘူးနေမှာလူတွေပြောတယ်လို့ဝိညာဉ်ရှိရဆိုရင်မပြီးသေးတယ်ငါတို့တိုက်ပွဲမှာနင်းဆက်ပြီးတိုက်ပါဦးနင့်တမိုင်းကိုနင်းရေးထိုးသွားပြီနင်းအကောင်းဆုံးရေးထိုးသွားပြီ ငါလဲနင့်လို့ရေထိုးနိုင်အောင်ကြိုးစားရအောင်မယ်။ချက်စစ်သားဒီအထက်ပါစကားများကိုစိတ်သွင်းနိုင်ရည်ရွတ်နေခြင်းဖြစ်၏။ထို့နောက်နာခံတော်အားတမူးကြီးဖြတ်တနေရမှာလက်အောက်ခံတမူးငယ်ကိုဆက်လို့ပို့ပြောလိုက်။ညီတို့တပ်ပေါ်မင်းတွေအားလုံးမလို့အဖေနဲ့သွေးထွက်တံယိုတွေမဖြစ်စေကြနဲ့။တတ်တော်တက်ရမယ်။အနည်းဆုံးဖြစ်အောင်တက်ကြ။ မီးလဲရှို့ရမယ်အနည်းဆုံးဖြစ်အောင်ရှို့ကြလူလဲလူရမယ်အနည်းဆုံးဖြစ်အောင်လူကြမတက်ပါဘူးမီးမရှို့ပါဘူးမလူပါဘူးဆိုတာပြောလို့မရဘူးစစ်တိုင်နေတာစစ်ဆိုတဲ့သဘောဟာအကုန်တက်အကုန်လူအကုန်မီးရှို့ရတဲ့သဘောရှိတယ်ဒါပေမဲ့စစ်ပွဲတပွဲရရလဟာရှုံးသူဘက်ကအသက်အိုးအိမ်စီးစိမ်တွေပေးရတယ်လို့နိုင်သူဘက်ကလည်း ပြာပုံနဲ့အလောင်းကောင်တွေကြီးပဲရလို့လဲဘာလို့မှလဲအဲ့ဒီတော့အခုငါပြောတာတွေဟာအမိန်တွေပဲမြင်သွားတော့ဟုတ်ချက်စစ်သားကအမိန်ပေးလိုက်လေနာခံတော်သည်အယိုတေးပြီးမြင်းပေါ်သူလှာကနေခုံတက်ကကဆုံဆိုင်သွားလီတော်သည်ချက်စစ်သားသည်မျိုးသိန်းတိုက်ပွဲကိုဆင်နွှဲလီတော်သည်သူဤမြေပုံကြီးတွင်တံပါတီပအလံငယ်များသည် မိုးဥကြတွင်ပောက်တော်မှုကဲ့သို့ဖွေးဖွေးလှုပ်လျက်ရှိလေတော်သည်။ကျန်စစ်သားသည်တညာလုံးကုတ်ကဲ၍အမိတ်များပေးနေတော်၏။တညာလုံးတက်နေတော်ဟိ။တညာလုံးလူနေတော်၏။တညာလုံးမီးရှို့နေလေတော်၏။သူအနာဘုံမီလမ်းများပေါ်တွင်သွေးအိုင်များဖြစ်နေတော်၏။ထိုသွေးအိုင်များထဲတွင် သူဝနာဘုံမီသားတို့၏အလောင်းများရှိနေတော်၏သူဝနာဘုံမီငိုကြွေးတန်သည်တညာလုံးလောင်ကျွမ်းနေသောမိโกများနှင့်အတူဘုံတို့ရှမ်းတက်နေပြီဖြစ်၏ထိုချိန်၌အရှိစုစုမှတောက်ရှူးကျယ်သည်ထုပေါ်ထွန်းလာပြီဖြစ်၏ရောင်နေလဲပြုတ်အံလာပြီဖြစ်သည် အာယုံဦးဤလေနုအေးသည်ဂျန်စစ်သားဤပါကိုညင်းညင်းတာတာလေးနန်းဆိုင်လိုက်ပြီဖြစ်၏ဂျန်စစ်သားသည်စိတ်ကနေအေးသွားသောကြောင့်နှကန်းကိုတင်းတင်းစိတ်လိုက်၏ထိုချိန်၌ပင်လွန်စွာတာတန်တာယာနာပြောွယ်ကောင်းသောဆွေလေးတန်နှင့်ချီးစီတန်များကိုနန်းတော်စီဖက်မှကြားရလေ၏ ိုအတန်များနှင့်မရှိမနှောင်းနိုင်ပင်ဗုဒ္ဓံတရဏံကိစ္ဆာမိတမံတရဏံကိစ္ဆာမိတံကံတရဏံကိစ္ဆာမိဟူသောပြန်သူရွတ်ဆိုလိုက်သောအတန်ကိုကြားလိုက်ရသည်စစ်သူရဲကောင်းလေးဖြစ်တိုက်ပွဲဤကိုကဲမှုအကြီးကဲလေးဖြစ်သော စိတ်တန်းလူတန်းစစ်သားကြီးတန်စစ်သားသည်တုံလုံသွား၏ထိုအတန်သည်သူ၏နှလုံးသဲပုတ်ကိုလုံရန်ပြစ်လိုက်၏ထိုနောက်အဆက်မပြတ်ဆွေးလဲတန်များကြီးစီတန်များထွက်ပေါ်လာ၏တန်စစ်သားသည်နန်းတော်ဦးစီသို့နှမ်းမြော်ကြည့်လိုက်၏သူဝနာပုံမိ၏ဘယင်မင်းမြတ်ဖြစ်တော်မူသော မနုဟာဘရင်ဟင်းမြက်သည်ဖျားဆောင်စီတို့လက်အုပ်ချီ၍တိတ်ဟွေ့၍တွားနေရမှာမိသားတရင်ပေါက်တစ်ခုတို့အရောက်တွင်ကျန်စစ်သားရှိနေရဘက်တို့လမ်းမျောကြည့်ရှုလိုက်၏ကျန်စစ်သားလည်းခိုင်း၍ကြည့်လိုက်ရာမနုဟာမင်း၏မျက်နှာ၌အေးချမ်းနေသောအရေးလက္ခဏာများကိုတွေ့လိုက်ရသည် အကြောင်းကြာကင်းနေသော အရေးလက္ခဏာများကိုလည်းတွေ့လိုက်ရ၏မျက်နာတစ်ခုလုံးဒေါသခူးများရှမ်းတက်နေသောကြံစစ်သား၏မျက်နာသည်တမဟုန်ချင်းတိမ်ငယ်သွား၏ရင်ထဲတွင်လည်းဒိတ်ခနင်းဖြစ်သွား၏ဤသို့ဖြစ်သည်မသိလက်တွင်ကြစ်ကြစ်ဆုပ်ထားသောဓာတ်သည်လွတ်ကျသွား၏လက်နှစ်ဖက်ကိုရှက်၍မနူဟာဘယင်မင်းမြတ်အား အယူသေးပေးမိလျက်တာဖြစ်နေ၏မနူဟံဖျင်းမိမြက်သည်ဂျန်စစ်သားကိုကြည့်၍ပစက်မဖွင့်ပဲပြုံးပြလိုက်၏ထို့ပြုံးသည်ဂျန်စစ်သားအဖို့ဝေခွေးရခတ်သွား၏အဘဲချောင်းဆိုသောထို့ပြုံး၌တယောနေ၏သူမဟုတ်ချီမိုးနေ၏ရှုံချနေ၏ သူမဟုတ်ကောင်းချီးပေးနေ၏ချစ်ချင်းကိုလစ်ပြနေ၏မူးတည်မှုများကိုလည်းဖော်ကျူးနေ၏ဤသို့လျင်ဆန့်ကျင်ဘက်အရာများနှင့်ပြုံးတီးနေသောအပြုံးကြောင့်တန်စစ်သားသည်အနေဟအထိုင်ရခတ်သွား၏ထို့ကြောင့်စိတ်မှစကားတခွန်းကိုရေရွတ်လိုက်၏ကျွန်တော်မျိုးကိုခွင့်လွှတ်ပါ ဟူ၍ဖြစ်၏။ဤသည့်အရာများလိုအပ်တော်မူပါသည်။သို့ဒီကိုမင်းမြန်လေးရှိ၏။အနုဟာဘယင်သည်ယေကြည်တော်၊ကွမ်းရည်တော်စသည်တို့လောက်သာအလိုသည့်ရှိရှိသည့်ခါ၌စက်တာခိုင်းလေ၏။တန်အချိန်များတွင်ဗုဒ္ဓနုဒတိ ကမထန်းကိုစီးဖြန့်၍လိုက်ပါတော်မူလာ၏ကျွန်တော်မျိုးကိုခွင့်လွတ်ပါကျွန်တော်မျိုးကိုခွင့်လွတ်ပါဟူ၍ဖြစ်၏မနူဟာဘီရင်မင်းမျက်မှောင်လက်အုပ်ချီလျက် ဖျားဆောင်သူတရွေ့ရွေ့သွားနေပြီဖြစ်၏ဆွေလေးတန်များခေါင်းလောင်းတန်များသည်တာယာနာပြောပွဲပေါ်ထွက်နေပြီဖြစ်သည်ထို့အတူဗုဒ္ဓံတရဏံခစ္စာမိဟူသောအတန်တို့သည်လည်းပေါ်ထွက်နေသည်တကား ပိုင်းဆက်တံပတိပါတို့အပြန်စစ်ကြီးကပြီးသွားပြီဖြစ်သည်စစ်ဤထုံးစံအတိုင်းနှစ်ဖက်စလုံးနာကြရ၏နိုင်သူဘက်ကလည်းနိုင်သည် ဆိုတော့လေတက်သားလာသည်တော့မဟုတ် အထိခိုက်အကြဆုံးများရှိခဲ့၏ရှုံးသူဘက်ကလည်းအထိခိုက်အကြဆုံးများရှိခဲ့သည်တာသည်ဘင်းရဲ့နှောရထားသည် တမ်ပါဒီပါနိုင်ငံတစ်ခုတည်းကိုသာကောင်းစားလိုသည်မဟုတ်မြန်မာနိုင်ငံတဝန်းလုံးကိုစူးစီးတင်သွင်း၍တိုင်းကြီးပြည်ကြီးအဖြစ်ထူထောင်လို၏ဤချက်ကိုသဘောမပေါက်သူတို့သည်နော်ယထာဘရင်အားစစ်မှတ်ကိုလိုလားသူဟု၍ဆွဲကောင်းဆွဆွဲကြပြီလိမ့်မည်တန်စစ်သားအပါဝင်မထွေယူမလုံးလဖဲညောင်ဦးပြီးစတော်သူဤ စ်မှုကြီးများသည်သဘောပေါက်ပြီးသည့်အလျောက်ဘုရင်အနော်ရထာဤဆန္ဒကို ဖြစ်စီရန်အတွက်စစ်ပွဲများကိုစစ်နှဲနေရ၏ယခုလည်းသူဝနာပုံမိအားလာရောက်စစ်ပြုခြင်းသည်မြောင်များလာစွာသောစီယုံတိမ်တွင်သောသည်စစ်တင်များအနက်စေရေးကို အသုံးပြု၍စီယုံတိမ်တွင်လိုက်သည်ဟုဆိုနိုင်သည်စစ်ပြီးသွားသောအခါ၌ ့အနှောင်ပုံမိအတွက်လိုအပ်ချက်များကိုအနော်ရထား၏အမိယချက်စစ်သားတို့လူစုသည်ဆောင်ရွက်ပေးနေ၏သူဝနာပုံမိသားတို့ဖြည့်တိတ်နိုင်ရန်အတွက်ပျော်ပွဲရှင်ပွဲများကိုပင်လှူဆောင်ပေးရခဲ့ရ၏ဤသို့ဆောင်ရွက်ပြီးသည့်နောက်တွင်ပိဋကတ်တော်များကိုတည်ဆောင်ခဲ့၏ထို့သူသူနာပုံမိပြည့်ရှင်ဘရင်မနူဟာကိုလည်းတန်ပတိဘာတို့ပင်ခေါ်ဆောင်လာခဲ့ရ၏ ။ဤအနော်ရထာတို့ဤအပြန်ခရီးသည်စီကားတိုင်မြိုင်လာ၏။တန်စစ်သားသည်သူကနာဘုံမိသားအချို့အားမလွေးမတာမရှောင်သာဖန်စည်းလာခဲ့ရ၏။ထို့ထဲတွင်ကျမဖက်လူဝါကြီးလည်းပါလာ၏။ဤအနော်ရထာဤအပြန်စစ်ကြောင်းသည်ရှေလျားလာပြီတော့၏။ဤအနော်ရထာဤအမိန့်ဖြင့်မင်းချင်းတယောက်သည်ဘရင်မနူဟာထံသို့ ရောက်လာပြီတည်း။ င်းသည့်အရာများလိုအပ်တော်မူပါသည်။ဆိုသည်ကိုမင်းမြန်လေးရှိ၏။မနုဟာပရင်သည်ရေကြီးသောခွင်းရီသောစသည်တို့လောက်သာအလိုရှိသည့်အခါ၌ဆက်တခိုင်းလေ၏။ကြံအချိန်များတွင်ဗုဒ္ဓနုတ္တိကမထံကိုစီဖြန်း၍လိုက်ပါတော်မူလာ၏။ဟုတ်ကဲ့ပါရှင်။အပိုင်းစနစ်လေးဒီမှရင်ပြပါပြီရှင်။ နောက်ထပ်နောက်ထပ်အပိုင်းစက်ကလေးတွေကိုလည်းစောင့်မျှော်ပေးကြပါဦးနော်။ဆုံးထိလိုက်ပါအားပေးသူတို့အူချီစီတိုင်းကိုကျေးဇူးများ၏တင်ပါရရှင်။ဟုတ်ပြီ။ညင်ကပါအတင်သားအပိုင်းစက်သုံးအပိုင်းစက်သုံးလေးမစားခင်ပြတ္တဤကျမတူဝစာရှင်းပြဖို့ကိုတွေ့ခဲ့အချင်းကပြောခဲ့သောစကားစုလေးကိုယူဖတ်ပြရစီရှင် ဒီကြက်မတဝဆာဆိုတဲ့ဘာမဟုတ်တဲ့ခြေပြင်ပေါက်ဟာသူဝနာဘုံမိသားတို့ရဲ့တေတွင်ဖြစ်တော်မယ်စစ်ပလက်ထောက်ကုကဲမှုစစ်ဦးစီးမာလူရဲ့ဆေးဟာချမ်းစစ်သားကိုဒီအကြောင်းတင်ပြရမယ်ငါအကိုကိုရရဆက်ဆက်တတ်ထားတဲ့သူဝနာဘုံမိသားတွေကိုငါကိုယ်တိုင်လက်စားချိန်မယ်ပိုင်း73 ကျမဖက်လူဝချင်းနဲ့တံပတိပစစ်တီများကျမဖက်လူဝချင်းဒီတံပတိပစစ်တီများနဲ့အတူစစ်ရထားတစည်းပေါ်တွင်စီးနှင်းလိုက်ပါခွင့်ရ၏တံပတိပစစ်တီတော်တူကဒီမှာကျမဖက်ကြီးကျုပ်ကိုကျမဖက်ပေးစမ်းပါဗျာဟုတ်ပြောလိုက်ရာတံစစ်တီတော်တူကဘောင်းမေချောင်းသူ့ကိုကျမဖက်ခိုင်းနေရတာတော့ သူတော်သူ့ကျမသူမဖတ်နိုင်လို့ဖမ်းခံလာရပြီပဲဟုတ်ပြောလိုက်လည်းရင်တန်ပါတီပါစစ်တီတော်များသည်ဘွားခနဲ့ရေလိုက်ကြလေဤကျမဖက်လူဝါချီသည်ချက်ရေသွားဤထို့ကြောင့်တန်တန်ပါတီပါစစ်တီတူကဒီမှာကျမဖက်ကြီးကျုပ်တို့ကခင်းလို့ကြည်စားတာပါဗျာဟုတ်တောင်းမှန်လိုက်လေဤထမင်းစားချိန်တို့ရောက်တော့အခါနိုင်လေ တမ္မာဒီပါသာရုချက်တော့ဟင်းလျာမှာမြုပ်သီးဆက်လွန်ရကတမ္မာဖက်လူဝါကြီးတီမစားနိုင်ရှိလေဤထို့အခါတမ္မာဒီပါစစ်တီတော်တူဦးကကျွန်မဖက်ကြီးမြုပ်သီးဆက်လို့မစားနိုင်ဘူးမဟုတ်လားကျုံမတကားရင်နည်းနည်းပါတယ်အဲ့ဒါနဲ့စားပါဗျာဟုဆိုက ထို့စစ်တီတော်ကဘူးသီး၆နှစ်ထည့်ထားသောတကားကြီးအနေငယ်ကို ပေးလိဤကျမဖက်ကြီးသည်တကားကြီးနှင့်ထမင်းကိုနေ၍စားလိဤ ထမင်းစားပြီးတော့အခါ၌ကျမဘက်လူဝကြီးသည်ကြောက်ခဲလုံးတစ်လုံးကိုလက်တွင်းမှတညောက်ပြလိုက်လေ၏တမ်ပါတီပါစစ်တီတော်များက ကြည်နေလေ၏ကြောက်ခဲသည်မြောက်၍မြောက်၍တက်သွား၏ထို့သောမြောက်၍တက်သွားရင်ကြောက်ခဲအဖြစ်မှပန်းမွင့်အဖြစ်သို့ပြောင်းသွား၏တမ်ပါတီပါစစ်တီများသည်လွန်စွာတဘောကြ၍လက်ခုပ်လဝါတီးကြလေ၏ ထို့နောက်စစ်တီတော်တဦးကကျမဘက်ကြီးကငါတို့ကိုကြောက်ခဲကနေပန်းမွင့်ဖြစ်အောင်လုပ်ပြနေပြီကွာဒီဥစ္စာအများကြီးတိတ်ပဲရှိတယ်သူ့ကိုဖမ်းထားပြီမဲ့သူ့ရဲ့ပညာတွေဟာရှိပါသေးတယ်လို့ပြောချင်တဲ့တဘောပဲဟုတ်ပြောလိုက်ရကျမဘက်လူပါကြီးကဒီလိုမဟုတ်ပါဘူးရောင်းရင်တို့ရဲ့ကျုပ်ကိုတကားရေးပေးလို့ကျုပ်ကအပြင်းပြင်းအောင်ပြန်ပြရတာပါဟုတ်ပြန်၍ပြောဖြေလိမ့်ဤထိုအခါ စစ်တီတော်တဦးကအခုခမရပြရဟာမော်တက်မဟုတ်လားဟုမေးလိုက်လေဤမဟုတ်ပါဘူးကျစ်စလေပါလေစားရတဲ့အတက်တမျိုးပါပဲဟုပြန်၍ဖြေလေဤထိုချိန်၌စီတော်ကြံပင်သည်နှင့်ဗမဲတို့သည်မြင်းကိုစီနှင့်ကျမဘက်ကြီးတို့ယထာအနည်းတို့ရောက်လာလေဤထို့သောရောက်လာပြီလေဗမဲကကျမဘက်ကြီးဘာလို့ဒီလဲ လိုတာရှိရင်ပြောနော်ကျုပ်တို့သားအဖ၃ယောက်ကဆောင်ရွက်ပေးပါမယ်ဟုပြောလိမ့်ဤဘာမှမလိုပါဘူးပါမယ်လိုရင်တော့ပြောပါမယ်ဒါပေမဲ့ကျုပ်ကိုကြွေးတဲ့ဟင်းတွေကမြေူသီးအလွန်ဆက်တယ်ဗျမြေူသီးမဆက်တဲ့ဟင်းညာလေးပါလိမ့်ရှိရင်နင်းနေမြပါဦးဟုပြောလိုက်တဲ့ဖြစ်စီတော်ကယုံသားကြောင့်များထဲထားသောအဲ့အဖြူကိုကျမဖက်ကြီးအားပေးလိုက်လိမ့်ဤ တန်ပါတီပါစစ်တီတော်များနှင့်ကျမဖက်ကြီးသည် ရန်သူများမဟုတ်ကြတော့ခရီးသွားပေါ်များဖြစ်သွားကြသည်ထိုစစ်တီတော်များအားကျမဖက်လူဝါကြီးကတလန်းလုံးပုံမြင်များပြောပြလာ၏၎င်းပြောသောပုံမြင်များ၌ရေးစရာအကြောင်းအရာများလည်းပါ၏အံ့ဩစရာအကြောင်းအရာများလည်းပါ၏ထိတ်လန့်ဖွယ်ရာများလည်းပါ၏တန်ပါတီပါစစ်တီတော်များသည်ကျမဖက်ကြီးပြောပြသောပုံမြင်များကို နှစ်သက်ကြကုန်၏။တလန်းလုံးပြောခိုင်းလာ၏။ပုံပြောကောင်းလာသောကျမဖက်ကြီးသည်တံပါတီပါစစ်တီတော်များအားစိတ်ဝင်စားပွဲပုံမြင်အမြောက်အများကိုပြောပြ၏။ထို့ကြောင့်တံပါတီပါစစ်တီတဦးကဒီမှာကျမဖက်ကြီးခဏနေနဲ့ကျမဖက်မလို့ပဲပုံပြောစရာလုံရင်ပိုကောင်းမယ်ဗျ။ဟုတ်ပြောလိုက်ရာကျမဖက်လူဝါကြီးက ဟုတ်ပါရဲ့ရောင်းရင်ရဲ့အခုနေကြုတ်ကိုပြန်လွှတ်လိုက်ရင်တော့ကျွန်မမဖတ်တော့ပါဘူးအပြိုးစရာလုပ်မယ်ပုံပြင်ကောင်းကောင်းနေပြောပြမယ်လို့စိတ်ကူးတာပဲဟုတ်ပြန်၍ပြောလိုက်လေဤထို့အခါအခြားသောစစ်တီတူကကျွန်မဖတ်ကြည့်ပြောပြမယ်ပုံပြင်လေးထဲမှာကျုပ်တို့အကြောင်းလေးပါခြင်းပါနေမှာဟုတ်ဝင်းရီပြောလိုက်လေဤပုံပြင်ဆိုတာလူတွေအကြောင်းကိုပြောရတာမဟုတ်လား ရောင်းရင်တို့နဲ့ကြုံနေခီးသွားဖြစ်ခဲ့ပုံတော့နှောင်ကျုပ်ပြောမဲ့ပုံပြင်တစ်ခုခုမှာပါရပေးမယ်ပေါ့ဒါပေမဲ့ရောင်းရင်တို့ရဲ့ခုံတိတ်ခါကိုမထိခိုက်ရင်ပြီးတာပဲမဟုတ်လားဟုပြန်၍ပြောလိုက်ရာတမ်ပါတီပါစစ်တီတော့တူကရပါရဲ့ဗျာပြောပါဟုခွင့်ပြုလိုက်လေတော့ဤတမ်ပါတီပါတို့ယောက်ကြပြီ ဘယင်တော်ယထာဤအပြန်စစ်ကြောင်းကြည့်သည်တရွေ့ရွေ့နှင့်ခြိလာခဲ့ရာတန်ပတီပါနိုင်ငံတော်သို့ပြန်လဲရောက်ရှိလာခဲ့လေတော့ဤဘယင်အတော်ယထာသည်မြို့တော်ဤတောင်ဘက်ရွန်းရွန်းတွင်ရှိသောမြင်းကပါချောင်းအနီးရှိမြေကွက်ကြီးအားတလုံးတိုင်များဖြင့်ဝင်းကြီးနှစ်ထက်ကာရန်ကမြင်းကပါအချင်းစကန်းပြုတ်လုလိုက်လေဤတဝင်းကြီးအတွင်၌အုတ်ဖြစ်ထောက်သော အဆောက်အဦးတစ်ခုပြုတ်လို့၏ထို့အဆောက်အဦး၌သူ့အနာပြည့်ရှင်ဘယင်းမင်းမြတ်မနူဟာကိုထား၏ထို့သို့ထားတော်လဲဘယင်းအနော်ယထာကိုတိုင်းညနေတိုင်းမနူဟာဘယင်းထံသို့ရောက်ရှိလာပြီး အလာဘတလာဘစကားဆိုလေးရှိ၏ဤချင်းရာကိုထောက်ချင်းအဖြစ်ဘယင်းအနော်ယထာသည်ဘယင်းမနူဟာအပေါ်ရန်သူကဲ့သို့သဘောမထားချောင်းထင်ရှားလာပြီး၏ တဝနာပုံမိမှခေါ်ဆောင်လာသောအခြားတုံ့ပန်းများအားတစ်သားဆောင်ကြီးများဖြစ်ထား၏ကျမဖက်လူဝါကြီးသည် အမတ်သုံးတစ်သားဆောင်နိုင်နေရ၏သူသည်အစဉ်တစ်ဖြစ်တင်းငင်ခွေထိုင်ကခါကိုမမတ်ထားလျက်မန်ဒန်တပုတ်ကိုရွဆူနေတမြဲဖြစ်၏တနေ့တွင်ကျမဖက်လူဝါကြီးတို့အားစောင့်ကြရသောအဆောင်စစ်တီတူသည် ကျမဖက်လူဝကြီးဤအခန်းရှိသို့ရောက်ရှိလာလေ၏ထို့နောက်၎င်းစစ်တီကဒီမှာကျမဖက်ကြီးတရားတနေ့တနေ့ဒီလိုပဲထိုင်ပြီးပစက်ကတတွရွရွနေတော့မလားသင်ပါရွရွနေရလဲဆိုတာပြောမပြနိုင်ဘူးလားဟုမေးလေ၏ထို့အခါလူဝကြီးကတင်းနဲ့မပတ်တယ်လည်းမမေးပါနဲ့တင်းတို့အချင်းစကန်မှာဒီလိုမထိုင်ရဘူးဒီလိုမရွရဘူးလို့ သတ်မှတ်ထားတာရှိရင်ပြောပါကျွန်တော်မလုပ်တော့ပါဘူးဟုပြောလိုက်ရာအဆောင်စစ်တီကဒီလိုမဟုတ်ပါဘူးကျွန်မဖကြီးနေနဲ့အခုလိုအေးအေးဆေးဆေးထိုင်ပြီးတော့အေးအေးဆေးဆေးရွတ်နေတာကိုအချင်းစခန်းကခွင့်ပြုပါတယ်ဘာရွတ်တာလဲလို့မေးတာကကျွန်တော်အနေနဲ့သိချင်လို့မေးတာပါကောင်းနေဆိုရင်ကြောက်လဲတာဝန်အားတဲ့အချိန်တွေမှာရွတ်ရတာပေါ့ဟုတ်ပြန်၍ပြောလိုက်ရာကျွန်မဖက်သူဝါကြီးကဒီစမ်းမအောင် ။ရောင်ရင်နာမည်ကဘလို့ခေါ်ရုံ။ဟုတ်မေးလိုက်လေဤ။ထိုခါရင်အဆောင်စစ်တီကကျောက်နာမည်တိုင်နဲ့ဟုတ်ဖြေးလိုက်လေဤ။ထိုအချိန်၌အချင်းစခန်း၏အကြီးမှုသည် ရောက်ရှိလာပြီလေရင်အဆောင်စစ်တီတိုင်နဲ့အား။မမေဖမေတော့ဒီလူပါကြီးနဲ့စကားပြောနေရတာလုံး။သူကဘသူနဲ့မှစကားမပြောစေချင်လို့ဒီလိုတက်တက်ခွဲထားတာပေါ့ဟုတ်စူပူချိန်မောင်းနေဤ ဖို့အခါအဆောင်တိုင်နဲ့ကတခြားသောပြောတော့မဟုတ်ပါဘူးဒီလူဝါကြီးကအမြဲတမ်းတခုခုရွတ်နေလို့ဘာရွတ်နေတာလဲလို့မေးတာပါဟုတ်ရှင်းပြလိုက်လေဤထိုကဲ့သို့ရှင်းပြလိုက်တော့အခါအကျဉ်းစကန်းဤအကြီးအမှုသည်ကျေနပ်သွားဤထို့ကြောင့်၎င်းကဟုတ်ပါရဲ့မင်းပြောမှကျုပ်လည်းတတိပြုမိရဲ့ ီလူဝါကြီးကအမြဲတမ်းကျွတ်နေတယ်။အဲ့ဒါဘာရွတ်တာလဲ။ဟုတ်လူဝါကြီးဘက်သို့လှည့်၍မိလိုက်လေ၏။လူဝါကြီးသည်၎င်းတို့နှစ်ဦးအားလှမ်းကြည့်လိုက်၏။ထို့နောက်ဒီလိုရှိပါရဲ့။မျက်စိမှကလာတဲ့ကုံတဲတယောက်စီကရရဲမန်တိုင်းပါ။အတိတ်ပဲတော့ကြုတ်လည်းမသိဘူး။ကောင်းနေဆိုလို့ရွတ်နေတာပဲ။ဟုတ်ပြန်၍ဖြေးလိုက်လေ၏။ထို့အခါအချင်းစကန်အကြီးမူးက ကျုပ်တို့ကိုရွတ်ပြစမ်းပါဟုပြောသဖြင့်ကျမဖက်လူဝကြီးသည်အောက်ပါအတိုင်းရွတ်လိုက်လေတော့ဤအုံးโอเคပါရှင်ဒီနေရာမှာအပိုင်း73လေးကိုပြီးခဲ့ပါမယ်နော်အပိုင်းတူလေးတွေပြုတ်လုချင်းဖြင့်ညီစင်မပြတ်ဆက်လက်ပြီးတော့ကြည့်ရှုပြီးတော့စောင့်မျှော်ပေးကြပါအောင်နော် ောက်တဲ့နောက်တဲ့အပိုင်းလေးတွေလည်းအဆုံးထိလိုက်ပါပြီကြဖို့တောင်းဆိုအပ်ပါရဲ့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်